ွဲပြီးခန်းစားချက်လေးပြောကြတာပေါ့ကျွန်တော်တို့အတင်ကတော့ PSG ကိုအဝေးခွေးမှာထပ်ရှုံးပြီးတော့ Champions League ကနေ semi final အဆင့်ကနေပဲထွက်လိုက်ရတယ်ဒီပွဲမှာဘာတွေဖြစ်ခဲ့ရဲဆိုတော့ဘောလုံးပွဲသုံးသက်တာတော့အချက်လက်တွေပါရင်းညာပြန်ကြည့်ပြီးကျွန်တော်နောက်မှလုပ်ပါမယ်မနေ့ပြန်နေလေခင်းတော့ပေါ့ဗျာအခုကတော့ခန်းစားချက်ပေါ့ပရိသတ်တယောက်ရဲ့ခန်းစားချက်ကျွန်တော်တို့အပတ်တိုင်းမှာအားဖေးနေရတဲ့အသင်းကိုဘလို့မြင်နေဆိုတဲ့အကြောင်းလေးကိုအရင်ဆုံးပြောပါမယ် ဝယ်ပီပီချင်းမှာပေါလုံးပွဲရဲ့အချက်လက်တွေထက်ပရိသတ်ရဲ့ခန်းစားချက်ပြောရလဲပို့ပြီးတော့တင်တော်ရလို့ထင်ပါတယ်။ပွဲလုံးစာခြုံပြီးပြောမယ်ဆိုလို့ရှိရင်မလုံလောက်ခဲ့ဘူးဆိုရဲစကားလုံးကပဲကျွန်တော်စိတ်ထဲကိုအရင်ဆုံးတန်ပြီးဝင်လာတယ်။ဒီနေ့ပွဲရှုံးရခြင်းဆိုတာထက်ဒီနေ့ပွဲရှုံးခဲ့ရခြင်းအကြောင်းအရင်းတွေလို့ပြောရင်ပို့ပြီးတော့ခြုံငုံမိမယ်လို့ထင်တယ်။ပွဲတဲစာအရာဆိုလို့ရှိရင်ဒီနေ့ပွဲကိုအားလုံးလက်ခံနိုင်ရမှာပါ။ပထမပိုင်းမိနစ်20လောက်မှာတည်းက 3ခုပြက်လောက်ဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိခဲ့တယ်။ကောင်းလာပါတယ်ဆိုတော့ PSG အသင်းရဲ့စိုးရင်ကြောင်ကြောင်မှုကိုကျွန်တော်တို့မြင်ရတယ်။ပြောရမယ်ဆိုလို့ရှိရင်ဗျာပထမအကြော်တုန်းကရှိခဲ့တဲ့မာကျော်မှုနဲ့တည်ငြိမ်မှုမျိုးတော်မှ PSG အသင်းသားတွေမှာမတွေ့ရတဲ့အခိုက်အတန့်လေးတွေရှိခဲ့တယ်။ဒါပေမဲ့လည်းအခုလိုမျိုးပွဲကြီးတွေမှာရင်ဆိုင်ရပြီဆိုလို့ရှိရင်အသင်းလိုက်ကစားပုံကောင်းယုံစူးစားအထုံယုံနဲ့လည်းမလုံလောက်ဘူးဖြစ်လာတဲ့အခိုက်အတန့်လေးတွေကိုအသုံးချနိုင်တဲ့စွမ်းရည်လိုတဲ့ လုတ်တိုင်းဖြစ်တဲ့ကံကြမ္မာတွေလိုတယ်ဒီလိုအရာတွေကလည်းထိတ်တန်းအဆင့်တွေကျယ်ပွင့်တွေစီမှာပဲမြင်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီအရာမှာလစ်လက်နေတဲ့ကျွန်တော်တို့အသင်းအတွက်ကတော့ BSG ကိုအဖက်ဖက်ကမရှင်နိုင်ခဲ့ဘူးလို့ပြောရမယ်ကျွန်တော်ခုနသုံးခဲ့တဲ့စကလုံးအရာဆိုလို့ရှိရင်တော့မလုံလောက်ခဲ့ဘူးပေါ့လေအသင်းတွေတကယ်စ조사ပါတယ်ပထမအကြောအနဲ့ရှင်လို့ရှိရင်ပို့ပြီးတော့ပောက်ကွဲအားကောင်းတယ်ပို့ပြီးတော့ပြင်းထန်တဲ့ကစားဟန်တွေတွေ့ရတယ်စိတ်ပိုင်းဖြတ်မှုတွေကောင်းတယ်အတက်ကင်းကလည်းပို့ပြီးတော့ရှော့ဖြစ်ပါတယ်ဒီလိုပြောလိုက်လို့မင်းမာတင်နယ်လီ ဒီလောက်ရှော်နေတာမတွေ့ဘူးလားဘယ်နေရာမှာဘလောက်လိုနေလဲဆိုတဲ့အပိုင်းတွေမမြင်ဘူးလားလို့စိတ်ထဲမှာတွေးမိကောင်းတွေးမိပါလိမ့်မယ်ကျွန်တော်ထပ်ပြောပါမယ်တပွဲလုံးစာခြုံပြီးပြောလို့ရှိရင်တော့ပထမပွဲထက်စာရင်ပို့ပြီးတော့ထထမြမြရှိပြီးတော့ပို့ပြီးတော့အားထုတ်မှုကောင်းတဲ့ပွဲလို့ပြောရင်တော့သဘောတူကြမယ်ထင်ပါတယ်အကယ်၍ပါရီမြန်မာ2-1နဲ့ရှုံးတဲ့ရလက်ကသာပထမအကြော်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်း final အထိမျှော်လင့်လို့ရပါတယ်အဲ့တော့ပွဲကြောင်းလေးပြန်သွားရအောင် သင်းရဲ့ကစားအားကပထမအကြောနဲ့ရှင်ရင်အများကြီးပိုကောင်းလာတယ်။အခွင့်အရေးတွေကိုအသုံးချတဲ့အပိုင်းမှာလည်းတော်တော်လေးအဆင်ပြေတယ်။ကိုသမားရဲ့လက်စွမ်းပြမှုတွေကိုရီကြတော့ chance creation လုပ်ဖို့လည်းရုံးကန်ရတယ်။ကိုသွင်းဖို့လည်းလိုအပ်ချက်လေးတွေရှိနေတဲ့အချိန်မှာတစ်ဖက်အသင်းက player တွေကြတော့အခွင့်အရေးတစ်ကြိမ်လောက်ပဲရရတဲ့အခွင့်အရေးကဂိုးဖြစ်သွားနိုင်တယ်။အရန်တက်ရတဲ့အဆုံးသက်တွေကိုလုံနိုင်တယ်ဒါတွေကပဲကျွန်တော်တို့အသင်းနှစ်သင်းရဲ့အဆင့်အတန်းကိုရော တပွဲချင်းရဲ့ရလက်ကိုရောအပြေပေးသွားခဲ့တာပဲ။ Arsenal ဒီအားလုံးသိတဲ့အတိုင်းပဲဟိုပြိုပြက်တာကနေပြီးတော့စနစ်တစ်ခုကိုအခြေယူပြီးတော့ပြန်တိဆောက်လာတယ်။ဒီတော့အသင်းလိုက်ကစားပုံ team work ကတော့မစိုးဘူး။အဲ့ဒီ team work အဲ့ဒီ system ထဲမှာတစ်ဖက်အသင်းကကြောက်ရောက်သွားပြီဆိုလို့ရှိရင်လည်း goal တွေအများကြီးရတတ်တယ်။သူလဲကောင်းကိုလဲကောင်းဒီလိုအစဉ်မျိုးမှာတော့တူးချင်းဆွဲရင်လည်းအပြေရှားပြီဆိုလို့ရှိရင်ကျွန်တော်တို့အသင်းအများနဲ့နောက်ောက်ကြရတယ်။ အသင်းသေးရေးနဲ့ပွဲမှာဆိုလို့ရှိရင်လည်းတူဦးချင်းစွမ်းရည်လိုအပ်မှုအရေးပါလာတဲ့ပွဲတွေဆိုလို့ရှိရင်ကျွန်တော်တို့အသင်ရလက်ကောင်းလီကောင်းထားမရှိဘူးဒီနေ့ပွဲမှာ PSG က2ဂိုးသွင်းတဲ့ Arsenal သင်းတကိုးပြန်ခြေပြီးရဲ့နောက်မှာချက်ချင်းပဲဂိုးထက်ရနိုင်တဲ့အခွင့်အရေးလေးရှိတယ်။ Bukayo Saka ခြေပြားလေးနဲ့ထိလိုက်ယုံနဲ့နင်းဂိုးသွားနိုင်တယ်။ဒါပေမဲ့လာတဲ့ cross ကလည်းတအားပြင်းတယ်။ body position အရာလည်းနည်းနည်းလေး out of balance ဖြစ်နေတဲ့အနေအထားမျိုးမှာထောင်သွားတယ်ဆိုတာကတော့ဖြိုးဖြစ်စင်ပါပဲ။ ဒါပေမဲ့ဗျာအဲ့ဒီကိုးတာကိုးဝါခဲ့တယ်ဆိုလို့ရှိရင်ပွဲပြီးဖို့15မိနစ်လောက်ကြာသေးတယ်တူတူ draw ဖြစ်သွားတယ်အရန်လှတဲ့အချိန်နေအဲ့အချိန်မှာအသင်းက penalty ကိုလည်း save လုပ်ထားတယ်ကစားအားကလည်းဒီဘယ်ချန်တချမ်းလုံးကနောက်တန်းရောအရှိရောချိန်လိုက်တဲ့အချိန်မှာကစားအားအရန်တက်သွားတယ်အဲ့လိုတက်သွားတဲ့အနေအထားမျိုးမှာဘာမှမစို့မျှော်လင့်လို့ရတယ်သို့တော့ဒီအဆင့်ရောက်လာပြီဆိုလို့ရှိရင်လိုအပ်ချက်တွေကအရာရာပဲအဲ့ဒီအရာရာမှာကျွန်တော်တို့အသင်းကမရှိဘူးသင်လိုက်ချစ်လက်မှု 調査အထုတ်မှုကောင်းတယ်ဒီလောက် tools လေးတွေနဲ့ပဲလာပြီးကစားရတာဖြစ်တဲ့အတွက်ကြောင့် overall အနေနဲ့ဆိုလို့ရှိရင်အခုရရှိခဲ့တဲ့အဆင့်တန်းက is enough is fine ဒါပေမဲ့ semi final လို့အဆင့်မျိုးရောက်လာပြီဒီပွဲရဲ့နောက်တစ်ပွဲရဲ့ပဲကြော်ဖြားရတော့မယ့်အချိန်ဆိုတော့လေနှမျောစရာတော့ကောင်းတယ်ဒီနေ့ပွဲမှာဘာတွေဘာတွေလိုအပ်ခဲ့တယ်ဆိုတာအထက်ကျွန်တော်တို့အသင်းရဲ့ standard ကျွန်တော်တို့ player တွေရဲ့ class နဲ့ဓာတိတစ်ချောင်းလုံး carry ဖြစ်လာခဲ့တဲ့အရာတွေရဲ့အကျိုးဆက်ကိုကျွန်တော်တို့ကမြင်လိုက်ရတာပဲဒီလိုအဆင့်မျိုးမှာ Arsenal အသင်းရဲ့လက်ရှိလူစီရင်ကျွန်တော်တို့နီးပြားရဲ့အမြော်အမြင်စွမ်းဆောင်နိုင်စွမ်းအရာအလုံးကအကန့်အသတ်ရှိတဲ့ဒီထက်ပိုကောင်းအောင်လုပ်ပြဖို့ခက်ပါတယ်ဒီတော့ appreciate လုပ်เสียရအနေနဲ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုပြင်ပြတဲ့စိတ်ဓာတ်ဒါတွေကိုတော့ပြောလို့ရတယ်။ကစားကွက်ကစားပုံအင်အားဆိုလို့ရှိရင်လည်းနှမျောစရာကောင်းွားတဲ့ အခိုက်အတန့်လေးတွေကို ပြန်ပြီးတော့နှမျောလို့ရတယ်။ဒါလေးသာဖြစ်ခဲ့ရင်ငါတို့အသင်းဘယ်လိုဖြစ်မယ်ဆိုတော့အတွေ့အလေးတွေတော့ရှိလိမ့်မယ်။သို့တော့ဒီအဆင့်ကိုကန်ကောင်းပြီးကျော်သွားရဲဆိုလို့ရှိရင်လည်းနောက်ထပ်တလေဗယ်မှာရင်ဆိုင်ရမယ့်အသင်းကိုကျွန်တော်တို့ထပ်ပြီးကျော်ဖို့ဆိုတာခက်ပါတယ်။ကျွန်တော်တို့အသင်းမှာရှိတဲ့ player တွေရဲ့ class ကိုကဒီလို level မျိုးမှာရုံးထွက်သွားနိုင်တဲ့သူတွေကတဝက်လောက်ပဲရှိတယ်။ဂျန်နက်တဝက်တွေက average and above average အဲ့လောက်လေးပဲသွားနေတာ哦။ပွဲမစခင် ပြောခဲ့တဲ့အတိုင်းကျွန်တော်တို့အသင်းမှာ ပုတ်နေတဲ့အပိုင်းတွေကျွန်တော်တို့အဲမှာအဆင်မပြေတဲ့အပိုင်းတွေရှိတယ်။အဲ့ဒီနေရာတွေကိုကျန်တဲ့လူတွေကဘလောက်ထိ carry လုပ်သွားနိုင်မလဲဆိုတဲ့အချက်က PSG ကိုဒုတိယအကြိမ်မှာနိုင်လားမနိုင်လားဆိုတာကိုအဆုံးဖြတ်ပေးလိမ့်မယ်ဆိုပြီးတော့ကြိုပြီးသုံးသပ်ခဲ့တဲ့အတိုင်းပဲ။ Party Declan Rice တော်တော်လေးယုံရတယ်။နောက်တန်းလဲကောင်းတယ်။ Saka ဆိုလို့ရှိရင်လည်းတပွဲလုံးမှာသူအထင်ပေါ်ဆုံးပဲလို့ပြောရလောက်အောင်ကိုကောင်းတယ်။တစ်ဖက်မှာလည်း Martinelli ပြီးတော့ Odegaard ကောင်းတဲ့အချက်လေးတွေရှိပေမဲ့ OD ကတည်းတပွဲလုံးနေနေဆိုလို့ရှိရင်တော့ပျောက်နေတယ်ပြောရမယ်ပြီးတော့ Lewis Kelly ဒီလိုပွဲကြီးမျိုးမှာသူ့ရဲ့လုံးနိုင်စွမ်းကတကယ်ကိုအကန့်အသတ်ရှိပါသေးတယ်အဲ့ဒီလိုမျိုးအခြေအနေတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ PSG ကိုကျော်ဖို့ဆိုတာအဆင်မပြေဘူးတပတ်က PSG ကိုပြန်ချိတဲ့အခါကျတော့ဖောင်ပြတ်ပြီးတော့တိုက်လာတဲ့ ါတို့တခုခုလုပ်ပြမယ်ငါတို့အဝေးခွင်းမှာရအောင်ကစားမယ်နိုင်အောင်ကစားမယ်ဆိုတဲ့စိတ်သက်မျိုးနဲ့တိုက်ပွဲဝင်လာတဲ့ Arsenal အသင်းကိုတချို့အပိုင်းတွေမှာမရှင်းနိုင်တော့ညာလေကစားသမားတွေရဲ့ class ကစားသမားတွေရဲ့တည်ငြိမ်မှုတူးချင်းစွမ်းရည်စတာတွေနဲ့ပြန်ပြီးတော့ handle လုပ်သွားနိုင်တယ်တချို့တော့အခိုက်အတန့်လေးတွေမှာသူတို့ပုံပြတ်သွားခဲ့ပေမဲ့ပွဲချိန်ကြာလာတဲ့အမျှသူတို့လုံးစရာရှိတာကိုတီတီငြိမ်ငြိမ်နဲ့ပြန်ပြီးတော့လုပ်လာနိုင်တယ် အခွင့်အရေးတွေအများကြီးရတယ်။ Arsenal ဘက်ကရတဲ့အခွင့်အရေးတွေကို Donnarumma ကာကွယ်သွားနိုင်ခဲ့တာလို့မျိုးပဲ။ PSG လည်းရတဲ့အခွင့်အရေးတွေကိုကောင်းကောင်းအသုံးချနိုင်ခဲ့မယ်ဆိုလို့ရှိရင်3-0 4-0တို့လည်းအများကြီးမျှော်မှန်းလို့ရပါတယ်။တခုတော့ရှိတာပေါ့လေ။သူတို့ရဲ့ attacking တွေပြတ်ပြောက်သွားတာကတော့ကျွန်တော်တို့နောက်တန်းနဲ့တွေ့တဲ့အချိန်မှာ slow down ဖြစ်သွားတာဖြစ်ပြီးတော့ကျွန်တော်တို့ကတော့မှော်ဝင်နေတဲ့ Donnarumma ကိုမကြော်နိုင်ခဲ့တာလို့ပဲပြောရမယ်။ပထမပိုင်းမှာလည်း OD ကအလျောက်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်း စာကာဝေးဝိုက်ပြီးကန်တဲ့အလုံးမျိုးကတကယ်ကိုလှလှပပကိုဂိုးတဲကိုရောက်သွားနိုင်တဲ့ဘောလုံးမျိုးလို့ပြောရမယ်။ဒါပေမဲ့လည်းဒေါ်နာရူမာဒီနေ့ပွဲမှာတော်တော်လေးကိုကောင်းတယ်။ in game ကနေလာတဲ့ဘောလုံးတွေကိုလည်းကာကွယ်နိုင်တယ်လို့မျိုးတောင်းကန်မောကနေဝေးဝိုက်ပြီးတော့ဂိုးတဲဝင်လာတဲ့ဘောလုံးကိုလည်းသူပုတ်ထုတ်သွားတယ်။တကယ်ကိုအန်အောစရာကောင်းတဲ့ save တွေနဲ့အသင်းကိုဆွဲတင်သွားခဲ့တာပဲ။ပထမအကြော်တော့ကလည်းသူ့ရဲ့ outstanding ဖြစ်မှုကသာကျွန်တော်တို့အသင်းကို1-0နဲ့ရှုံးစေခဲ့တာ။ဒီနေ့မှလည်း ဒေါ်နရူမာရဲ့လက်ဆွမ်းပြမှုကကျွန်တော်တို့အသင်းကိုကိုးရဖို့ခက်ခဲစေခဲ့တယ်။မာတီနယ်လီနဲ့စကယ်လီတို့ကိုလူစားလဲလိုက်ပြီးနောက်ပိုင်းမှာအာစနယ်အသင်းကစားပုံတစ်ချိန်တိုးတက်လာတယ်။သူတို့နှစ်ယောက်ကိုလူစားလဲတဲ့အချိန်ကနောက်ကျလာတယ်မဟုတ်ပေမဲ့အချိန်ကောင်း right moment လည်းမဟုတ်ဘူးဗျ။သူတို့ဝင်လာတဲ့အချိန်မှာရာယာကပန်နတီကို save လုပ်လိုက်တယ်။အဲ့နောက်ပိုင်းမှာကစားအားထိုးတက်သွားပြီးတော့ဗျာကျွန်တော်တို့အန်အောစရာ comeback တွေဖြစ်လာတော့မလားဆိုတော့ယုံကြည်မှုမျိုးတောင်ပြန်ပြီးရလာတယ်။အဲ့နောက်ပိုင်းမှာ goal လည်းသွင်းနိုင်သွားတယ် ကျွန်တော်တို့အများအားပြောခဲ့သလိုပဲ Trossard ဒီပွဲအစတွေကကစားရင်ရှော့တလို့ substitutional player အနေနဲ့ super sub အနေနဲ့ဝင်လာပြီဆိုလို့ရှိရင်သိတ်ကောင်းတဲ့ player ဆိုတာဒီနေ့ပွဲမှာထပ်ပြီးသက်သေပြပါရတယ်။ Arteta အနေနဲ့တတော်လေးကိုပုံစံကောင်းပြောင်းနေတဲ့ Martinelli အစား Trossard ကွင်းထဲထည့်တဲ့အချိန်ကအံဝင်ခွင့်ကြတော့ဖြစ်မနေခဲ့ဘူး။သို့တော့အရန်ကြီးနောက်မကျတဲ့အတွက်ကြောင့်အလုတ်တော့လုတ်ပြနိုင်ခဲ့တယ်။သို့တော့မလုံလောက်ခဲ့ဘူး။ကိုသမားချင်းရှင်လို့ရှိရင်လည်း Raya ဒီ Donnarumma ထက်အများကြီးနှိမ့်ချနေခဲ့တာမဟုတ်ဘူး။ သို့တော့မလုံလောက်ခဲ့ဘူး။နောက်တန်းလည်းကောင်းတယ်သို့တော့မလုံလောက်ခဲ့ဘူး။ကွင်းလယ်ဖန်တီးမှုနဲ့တိုက်စစ်ကလည်းဒီနေ့ပွဲမှာစ조사အားထုတ်မှုအရာရောဖန်တီးနိုင်မှုအပိုင်းရောကိုပေါက်ကန်သွင်းမှုအပိုင်းတွေရောမစိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ကြော်ဖြတ်ဖို့အတွက်မလုံလောက်ခဲ့ဘူး။ဒုတိယကြော်တကြောစာပဲပြောပါမယ်။အာတီတာရဲ့လူထုပ်ပုံအာတီတာရဲ့ပွဲကိုချင်းကပ်ပုံအကုန်လုံးလည်းမစိုးလာတဲ့အထဲမှာပါတယ်။သို့တော့ ဒါလည်းပဲမလုံလောက်ခဲ့ဘူး။ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင် PSG အသင်းတစ်သင်းလုံးမှာရှိတဲ့ first line up က bench က player တွေရောနီးပြရောအကုန်လုံးရဲ့ class နဲ့ကျွန်တော်တို့ဘက်ကလူတွေနဲ့က level ကိုကွာနေသေးတာဖြစ်တယ်။ဒီနေ့ကစားသွားတဲ့တပွဲလုံးကိုချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင် Arsenal ပြည်သက်တွေရဲ့စိတ်ထဲမှာအာ PSG ကအပေါ်တဲ့သူတို့ကငါတို့ကိုကြုံတယ်လို့လုတ်သွားမှာပဲဆိုတဲ့ခံစားချက်မျိုးမရှိဘူး PSG ဒီပိုကောင်းတဲ့အသင်းဖြစ်ပေမဲ့ပွဲချနေရင်းနဲ့လေငါတို့အတွက်ဒီပွဲကဖြစ်နိုင်တယ်ဆိုတဲ့စိတ်တွေကို ခံစားခဲ့ရတယ်။သို့တော့အဓိကကွာဝါတာကတော့ class ပဲ။ဒီ class ကွာဟာမှုကနေတဆင့်ဖြစ်လာတဲ့အခြေအနေအရရက်ကိုအာဆင်ကပြန်ပြီးမတွန်းလှန်နိုင်ခဲ့တာပဲ။ဒါဆိုရင်ဘာတွေပြင်ဖို့လိုသလဲဆိုတော့တောက်လျှောက်ဆွေးနွေးခဲ့ကြကျွန်တော်တို့တောက်လျှောက်ပြောခဲ့ကြရဲအသင်းဒီ bell level bell level ကိုတော့ပြင်ရောက်လာပြီးအဲ့ဒါကနေနောက်ထပ်တဆင့်သွားဖို့အတွက်ဘာတွေဘာတွေဆက်ပြီးလုပ်ရမယ်ဆိုတော့အပိုင်းကိုကျွန်တော်တို့ရောက်ပြီးဒီအကြောင်းတွေကိုတော့တောက်လျှောက်ဆက်ပြီးဆွေးနွေးကြတာပေါ့လေမကြခင်ဘောလုံးရသည်ပြီးမယ် အပြောင်းရွှေ့ဈေးကွက်ထဲမှာတရင်တွေထွက်လာခြင်းနဲ့အတူတူကျွန်တော်တို့ဘက်ကလည်းပြောစရာဆိုစရာတွေအများကြီးကိုရှိအောင်ပါပါ။အာဒေတာအနေနဲ့လည်းသူ့ရဲ့ managerial career အတွက်ဖြစ်စေအာဆနယ်အသင်းအတွက်အလုပ်လုပ်ပေးနေရတဲ့လူတယောက်အနေနဲ့ဖြစ်စေပိုကောင်းအောင်လုပ်ရမယ့်အပိုင်းလေးတွေကိုလည်းသူကိုယ်တိုင်ပြန်ကတ်ချက်လုပ်ပြီးတော့ဆက်သွားဖို့လိုတယ်။အခုပွဲပြီးစကားတော်တော်များများကိုကျွန်တော်လိုက်ကြည့်ပြီးသွားပြီ။အာဒေတာသည် emotional ဖြစ်လေဖြစ်တာမရှိတဲ့နည်းပြမျိုးပါ။သူသည်တည်တည်ငြိမ်ငြိမ်နဲ့ပဲအမြဲတမ်းကြော်ဖြတ်နိုင်တဲ့လူဖြစ်ပေမဲ့ဒီရာသီမှာ ူ့စကားတွေမှာခန်းစားချက်တွေကိုတွေ့ရတယ်ဒီနှစ်ပွဲအပြီးမှာဆိုလို့ရှိရင်လည်းသူပြောတာလေးတွေကအမြင်မကြည်တဲ့လူတယောက်အနေနဲ့ဆိုလို့ရှိရင်တော့လှောင်စရာရှိတယ်မင်းစင်အဲ့လောက်ပဲပါညာစီပြောစရာရှိပေမဲ့သူတကယ်လေးလေးနက်နက်ထားပြီးတော့ခန်းစားနေရတယ်ဆိုတဲ့အပိုင်းကိုလည်းကျွန်တော်တို့မြင်ရတယ်ဆိုတော့ပရိသတ်တယောက်အနေနဲ့ကျွန်တော်တိုက်တွန်းလိုတာကတော့ဒီနည်းပြကိုမကြိုက်တဲ့လူတွေလည်းရှိမယ်ဒီနည်းပြအစင်းနဲ့ကျွန်တော်တို့အသင်းကိုဒီထက်ပုံမြင့်တဲ့အနေထားရောက်အောင်မတွန့်တင်ပေးနိုင်တော့ဘူးလို့ထင်တဲ့လူတွေလည်းရှိမယ်သို့တော့သူအလုပ်လုပ်ပြီးတော့ တွန်းတင်ပေးထားတဲ့အရာတစ်ခုကလည်းရဖို့ခဲရင်တဲ့နေရာတစ်ခုဆိုတာကိုတော့ကျွန်တော်အတိပေးခြင်းနဲ့ဒီအပိုင်းမှာ data ကို odcat ကိုအတင်းတင်းလောက်ရဲ့လိုအပ်ချက်တွေကိုကျွန်တော်ပြောတာတွေအများကြီးပါတစ်ချိန်ထဲမှာလည်းကျွန်တော်ရှုံးနေခဲ့ရတာက simil final ဖြစ်ပါတယ်ကျွန်တော်တို့ကိုအနိုင်ယူသွားတဲ့အတင်းက champion လောင်းအတင်းလည်းဖြစ်နိုင်ပါတယ်ဆိုတော့ရောက်တဲ့နေရာကိုမရောက်တာဖြစ်ရှင်တာတွေမဖြစ်ရတာတွေနဲ့အတူတူအရန်ကြီးလည်းပြပြခါခါဆဲဆိုနေဖို့တော့ မထိုက်တန်ဘူးလို့ကျွန်တော်ယူဆတယ်ဒီလိုပြောလို့ဒီ player တွေနဲ့ပဲဆက်သွားရမယ်နီးပြောက်အချိန်ပြည့်ရမယ်ပါညာမဟုတ်ပါဘူးကျွန်တော်အာဘော်ကိုကတ်ချက်ဖြစ်တဲ့လူဆိုလို့ရှိရင်ဆိုလိုတဲ့သဘောကိုသိမှာပါအာဒီတာတို့ဘာတို့ညာတို့ကိုလည်းကျွန်တော်ဆက်ပြီးတော့အများကြီးပြောမှာပါအခုဗီဒီယိုကလည်းပွဲပြီးခန်းစားချက်ပဲရှိပါသေးတယ်ကြံတဲ့အချက်အလက်တွေကိုစစ်ထုတ်ပြီးပြောမှာပါသို့တော့ခုနပြောရလေပြန်ကောက်လို့ရှိရင်တော့ပွဲပြီးပြောစကားတွေမှာလည်း Declan Rice ရဲ့ပြောစကား, OD Cat ရဲ့ပြောစကား, Artie ရဲ့ပြောစကားအကုန်လုံးမှာသူတို့အနေနဲ့ယူကျုံးမရဖြစ်မှုတစ်ခုကိုလည်းမြင်ရတယ် အကောင်းဆုံးစူးစမ်းခဲ့တာကိုလည်းကျွန်တော်တို့ပြည်သက်တွေအားလုံးမျက်စိရှိမှမြင်ခဲ့ရတယ်။တချို့ကိစ္စတွေကကြတော့အသင်းမှာလိုအပ်တဲ့ level မရှိသေးတဲ့အချိန်မှာမတန်မြာလေးဖြစ်လာဖို့ကံကြမ္မာလည်းတိတ်မကောင်းသေးတဲ့အချိန်မှာတော့ဖြစ်လာသမျှကိုကျွန်တော်တို့လက်ခံရမှာပါပဲ။အခုပြောခဲ့တာတွေကတော့ semi final ဒုတိယအကြော့ကျွန်တော်ရဲ့ခန်းစားချက်အဲဒီပွဲထဲစားတော့မဟုတ်ဘူးပေါ့လေ။ပြီးခဲ့တဲ့ပထမအကြော့မှာဖြစ်ခဲ့တာလေးတွေကိုလည်းနည်းနည်းပြန်ကောက်ပြီးပါတော့ပေါ့။ခန်းစားချက်သက်သက်ဖြစ်ပါတယ်။ဂျန်တဲ့အချက်တွေကိုလည်းကြည့်ပြီးတော့ဗီဒီယိုလေးတင်ဆက်သွားဖို့စူးစမ်းပါမယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခီးရှည်ကြီးကိုအတူတကွဖြတ်သန်းပေးခဲ့ကြတဲ့ပရိသတ်တွေအကုန်လုံးကိုလည်း full respect ပါပဲတောက်လျှောက်ဘလုံးမွေးတွေအတူဆက်ကြည့်ကြတာပေါ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်